ဆီယောင်ဝင်တယောက်ရဲ့စံတမ်းမှုကြောင့်မရဏလမ်းမှာတက်ပြောင်းဝင်လာခဲ့သူမသိမျိုးဘလို့ကြီးမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့ညီကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ Picasso Channel ကနေဥစွာပထမအနုကွန်ဆတ်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့ဆီယောင်ဝင်တယောက်ရဲ့ကြိုးစားအားထုတ်မှုကြောင့်မရဏလမ်းကနေအသက်ဝင်လာခဲ့တဲ့လူဘလို့ကြီးကြောင့်ရိုက်ကူးထားတဲ့ Frankenstein ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်လေးအစမှာတော့1859ခုနှစ်မြောက်ပိုင်းဒေသမှာသူတေသနဒေးလာရဲ့အခွဲတခွဲကခြေခဲရီကြားမှာပြိမိနေခဲ့ပါတယ် အဖွဲ့သားတွေကပင်မနွမ်းနေနေခဲ့ပေမဲ့ကပတိန်အန်ဒါဆန်ကတော့သူ့ရဲ့လက်အောင်ငယ်သားတွေဘယ်နှစ်ယောက်ပဲတည်တည်ရောက်ဝီဝဆုံးကိုရောက်အောင်သွားမယ်လို့ခိုင်မာစွာဆုံးဖြတ်ထားခဲ့ပါတယ်။ပေါင်လာတဲ့အချိန်မှာတော့သင်္ဘောသားတွေကမလန်မကန်းမှာမီးပုံတစ်ခုကိုတတိထားမိလိုက်ကြပါတယ်။သူတို့ကသွားကြည့်လိုက်တဲ့အခါမှာတော့သွေးတွေဖုံးလွှမ်းနေပြီးတော့တန်ရာရနေတဲ့လူတူဦးကိုပဲတွေ့ရှိခဲ့ရပါတယ်။အဲဒီတော့သူတို့ကခလလန်းကဘလူးကြီးတကောင်ရဲ့ဟိန်းနံကိုလည်းကြားလိုက်ရပါတယ်။ဧဝေစမ်းကျတဲ့အရေးတစ်ခုချင်းကပ်လာတော့သူတို့ကသနတ်တွေနဲ့ပြစ်ခတ်ခဲ့ကြပါတယ်။ ဒါမှမဟုတ်လေဂျီဆန်တွေကအဲ့ဒီတရဝါကိုမတားဆီးနိုင်ခဲ့ပါဘူးဒုတိယကြိမ်ပြစ်ခတ်မှုမှာလည်းမတိကြိုက်ခဲ့တဲ့ဘလူးဂျီကသူတို့နားရောက်လာကတင်မောသားတွေကိုကလေးကစားစရာအယုတ်တွေလိုမျိုးကင်ပေါက်ပြစ်ပါတော့တယ်ဘလူးဂျီကဒဏ်ရာရနေတဲ့လူကိုသူ့စီပေးဖို့တောင်းဆိုခဲ့ပေမဲ့လည်းစတော်ဘွန်ကတော့အာပိုပြင်းတဲ့ရိုင်ဖယ်အစ်စ်ကိုထုတ်ယူခဲ့ပြီးတော့အဲ့ဒီဘလူးဂျီကိုတင်မောဘော်ကနေရေထဲချသွားအောင်ပြစ်ချနိုင်ခဲ့ပါတယ်ဒါမှမဟုတ်လေရိုင်ဖယ်အစ်စ်ကတော့ဘလူးဂျီကိုမတတ်နိုင်ခဲ့ပါဘူး တင်မောသားတွေကလေကားကိုပြန်သိမ်းလိုက်တဲ့အခါမှာတော့ဘလူးကြီးကတင်မောကိုလက်နဲ့တွန်းပြီးတော့လှန်ပစ်ခဲ့ပါတယ်။ကပတိန်ကကြောက်လန့်မနေဘဲနဲ့ဘလူးကြီးရဲ့အောက်ကရေခဲပြင်ကိုတနက်နဲ့ပစ်လိုက်ပါတယ်။ရေခဲတွေအပွဲသွားတဲ့အခါမှာတော့အဲ့ဒီဘလူးကြီးကအတိတ်သမုတ်တရားရဲ့အိဆက်နေတဲ့ရေပြင်တွေကိုနှိမ့်မြုပ်သွားရပါတယ်။ဒါပေမဲ့လည်းဒဏ်ရာရနေတဲ့လူကတော့အဲ့ဒီဘလူးကြီးကပြန်လာပြီးတော့လူတိုင်းကိုတတ်ပြစ်မှာဖြစ်ကြောင်းယုံကြည်နေပါတယ်။တကယ်တော့အဲ့ဒီဘလူးကြီးကမတည်မျိုးပဲဖြစ်ပါတယ်။တန်ရရနေတဲ့သူကဂျန်တဲ့တင်မောသားတွေကိုကယ်တင်ဖို့အတွက်သူ့ကိုဘလူးကြီးစီကိုပေးရဖို့တောင်းဆိုလိုက်ပါတယ်။ သူနဲ့မိကတော့ Victor Frankenstein ဖြစ်ပြီးဒီမသေးနိုင်တဲ့ဘလူးကြီးကို သူဖန်တီးခဲ့တာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဇလန်းကနောက်ကြောင်းပြန်ပြောပြခဲ့ပြီးတော့လူငယ်လေး Victor ကသူ့ရဲ့မိဘတွေနဲ့တူနေထိုင်နေပါတယ်။သူ့ဘေကဗီရုံပွဲရခွဲစိတ်ဆရာဝန်ဖြစ်တဲ့အပြင်အာနာရှိတဲ့လူတစ်ယောက်ဖြစ်ပြီးတော့သူ့မိကတော့တချိန်ကနမီကြီးခဲ့တဲ့မျိုးရိုးကနေဆင်းသက်လာတဲ့ချမ်းသာတဲ့အမွေခံဖြစ်ပြီးသူ့ယောက်ျားစကားကိုတသွေးမသိမ်းလိုက်နာတဲ့သူလည်းဖြစ်ပါတယ်။ဖေတာကသူ့ဖေရဲ့တင်းကျပ်တဲ့စီးကန်းတွေအောက်မှာစီးပညာကိုစူးစမ်းပန်းစားလေ့လာခဲ့ရပါတယ်။ ဒါမှမဟုတ်လေဗီတာရဲ့မိကဒုတိယမြောက်ကလေးကိုမေးဖွားတဲ့အချိန်မှာတော့ဆရာဝန်ဖြစ်တဲ့သူ့ဘီကလည်းဘာမှမလုပ်တတ်မကင်တတ်ဖြစ်နေခဲ့ပါဗျ။ကလေးမေးဖွားခြင်းကရှုပ်တွေးနေခဲ့ပြီးတော့ဗီတာမိကတည်ဆုံသွားကမွေးကင်းစကလေးငယ်ကိုသာကဲတင်နိုင်ခဲ့ပါဗျ။သူ့မိတည်ဆုံမှုကဗီတာအတွက်ဘယ်တော့မှမလို့ထားနိုင်တဲ့အကြောင်းမဲ့ဖွဲ့ရဟိမဆိုးကြီးလိုဖြစ်သွားခဲ့ပါဗျ။အဲ့ဒါပြင်သူ့ဘီကသူ့ရဲ့ချစ်ဆုံးဖြစ်တဲ့တားငယ်ဝီလျံကိုပဲအာရုံစိုက်ခဲ့ပါဗျ။စီပညာနဲ့ပတ်သက်ပြီးတက်ကြွပေမဲ့သူ့မိကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်အဖြစ်တင်ခံရတဲ့လူငယ်လေးဖီတာက တင်မင်းကိုနိုင်ယူဖို့အတွက်ကြိမ်းဆိုလိုက်ပါတယ်။ဒီနောက်မှာတော့ဗေတာကကပတိန်ကိုသူ့ဇလန်ပြောပြနေတော့မှာပဲ။သူဖန်တီးထားတဲ့ဘလူးကြီးကရေခဲပြင်ကိုဖြတ်ပြီးတော့ရေခဲလွာပေါ်ကိုပြန်တက်လာကတင်မောစီကိုရှောက်လာနေခဲ့ပါတယ်။မကြာခင်မှာပဲသူတို့ဘေးကတေဆုံသွားခဲ့ပြီးသူတို့နှစ်ယောက်ကလည်းမိဘမဲ့ဖြစ်သွားခဲ့ရပါတယ်။အဲဒီနောက်မှာဗေတာကသူ့ရဲ့ဆန္ဒကိုအထားမြောက်အောင်ဆေးပညာကိုဆက်လက်လေ့လာဖို့တော်ဝင်ကောလိပ်ကိုထွက်ခွာသွားခဲ့ပါတယ်။ သူကလေးစစ်တားကိုအသုံးပြုပြီးတော့တည်နေတဲ့တ िश ူးတွေကိုပြန်လဲအသက်သွင်းနိုင်တဲ့စီမံကိန်းကိုတင် जा ရေးဖို့အဖွဲ့ထံတင်ပြလိုက်ပါတယ်။တရုတ်ပြဖို့အတွက်သူဟာ Robocop ဆိုတဲ့ရှေ့ပြေးပုံစံကိုအသုံးပြုခဲ့ပါတယ်။အဲ့ဒါကလောလောလတ်လတ်တည်ထားတဲ့အလောင်းတွေရဲ့စိတ်ပိုင်းတွေကိုလူပုံစံပေါ်အောင်ပေါင်းဆက်ချုပ်လုပ်ထားတာပဲဖြစ်ပါတယ်။အဲ့တော့ Vita ကလေးစစ်စီစဉ်မှုရဲ့လွမ်းမိုးမှုအောက်မှာသူ့ရဲ့နမူနာကိုလှုပ်ရှားစေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းခင်းနောက်ကြတဲ့သိပ္ပံပညာရှင်ကြီးတွေကဒီလုပ်ကိုသိပ္ပံနီးမကြဘဲနဲ့မော်ဆန်တဲ့လှည့်စားမှုတစ်ခုလို့သတ်မှတ်ခဲ့ကြပြီးတော့သူ့ကိုထုတ်ပယ်ခဲ့ကြပါတယ်။နောက်တစ်ချက်မှာတော့ Vitar က Henry Harlander နဲ့တွေ့ဆုံခဲ့ပါတယ်။ Henry ရဲ့ဒူမ Elizabeth ကို Vitar ရဲ့ညီ William နဲ့လက်ထပ်ဖို့အစီအစဉ်နေကြတာပဲဖြစ်ပါတယ်။ Henry ကတော့တည်ဆုံသူတွေကိုပြန်လည်အသက်သွင်းတာနဲ့ပတ်သက်တဲ့ဆရာဝန် Vitar ရဲ့သိပ္ပံနီးကြအလုပ်ကိုစိတ်ဝင်စားနေပါတယ်။မိတ်ဆွေအစ်တနဲ့တွေ့ဆုံရင်းနဲ့ဟင်နီကလက်နဲ့ရောင်းဝယ်ရေးကနေကျွဲဝချမ်းသာလာသူဖြစ်ကြောင်းဖေတာကတည်ခဲ့ရပါတယ် အဲဒီတော့ဟင်ရီကသူ့ကိုနှလုံးသွေးကြောစနစ်ကိုဖြည့်ဆွတ်ပေးတဲ့လူသွေးလည်ပတ်မှုစနစ်ရဲ့ပုံတူကိုပြသခဲ့ပါတယ်။ဒါကသူ့ရဲ့နောက်ထပ်ပြုလုပ်မဲ့သုတေသနတွေမှာအထောက်အကူဖြစ်စေနိုင်ခဲ့ပါတယ်။ဟင်ရီကဗီတာရဲ့သုတေသနကိုရန်ပွဲငွေထောက်ပံ့မှုကမ်းလှမ်းခဲ့ပြီးတော့သူတို့ကဒင်မီကိုနိုင်ယူပြီးတော့ထာဝရအသက်ကိုရရှိကာမတိမျိုးဖြစ်ချင်တာကြောင့်ပဲဖြစ်ပါတယ်။ဝီလျံနဲ့အဲလီစ်ဘတ်တို့ရောက်လာတဲ့အခါမှာတော့သူတို့ကစကားစာပြတ်သွားခဲ့ပြီးအဲလီစ်ဘတ်နဲ့တွေ့တဲ့အခါမှာတော့သူကကွယ်လွန်သွားတဲ့သူတို့ရဲ့အမေနဲ့ချွတ်ဆွတ်တူနေကြောင်းဖေတာကသတိထားမိလိုက်ပါတယ်။ ရောက်ပဲပိုင်းမှာတော့ဗီတာကသွေးရန်ခဲ့တဲ့အတွက်သူ့ရဲ့ဇလန်းကိုခဏရက်ခဲ့ရပါတယ်။ကပတိန်ကိုရေတက်သားတယောက်ကမြူကိုရီကြားထဲမှာအသက်ရှင်နေတဲ့ဘလူးကြီးကိုအမြင်တွေ့ခဲ့ကြောင်းသတင်းပို့လိုက်ပါတယ်။အဖွဲ့သားတွေကြားမှာကြောက်ရွံ့မှုတွေတိုးဝါလာခဲ့ပြီးတော့သူတို့ကဖရန်ကင်စတိုက်ကိုတင်မောဘော်ကနေပြစ်ချခြင်းခဲ့ကြပေမဲ့လည်းကပတိန်ကတော့ပြတ်သားစွာတားမြင်လိုက်ပါတယ်။ဟင်ရီကဗီတာကိုစမ်းသပ်မှုတွေလုပ်ဖို့အတွက်တည်တံ့အစအဦးတစ်ခုပေးခဲ့ပါတယ်။စစ်ဆေးကြည့်ရှုပြီးတဲ့အခါမှာတော့ဖရန်ကင်စတိုက်ကလိုအပ်တာတွေကိုစီစဉ်ပါတယ်။ အဲဒီနောက်မှာတော့သူကဒေဒန်ပေးခံရမယ့်ရာဇဝတ်သားများစီကနေအလုပ်လုပ်ဖို့လိုအပ်တာတွေကိုစုဆောင်ခဲ့ပါတယ်။သူကစင်မင်းရဲ့ရှေ့မှာသူတို့ကိုစစ်ဆေးခဲ့ပြီးတော့လက်ဆက်တဲ့အလောင်းတွေကိုချက်ချင်းယူသွားခဲ့ပါတယ်။အလောင်းတွေအတွက်ငွေချေနေတော့ဈေးထဲမှာအဲလစ်ဘန်နဲ့တွေ့ဆုံလိုက်ပါတယ်။သူတို့ကစားသောက်ဆိုင်တစ်ခုကိုသွားခဲ့ကြပြီးတော့စာပေအကြောင်းတွေကိုဆွေးနွေးခဲ့ကြပါတယ်။အဲလစ်ဘန်ကတော့ဇီဝဗေဒစာအုပ်တွေကိုပို့ပြီးစိုက်နှစ်တတာပဲဖြစ်ပါတယ်။ နောက်တစ်ခါမှာတော့ Veda ကတကွဲကန်းသောကိုရီးယားရီပြုလုပ်ဖို့အတွက်သူ့ညီကိုအဆောင်ထားခဲ့ပြီးတော့သူကိုယ်တိုင်ကတော့ Alice Ben နဲ့အတူလိပ်ပြာဖမ်းထွက်သွားခဲ့ပါတယ်။ Veda ရဲ့သူ့တဲ့တရမှာနောက်ထပ်တိုးတက်မှုရှိမလာတော့မကြခင်မှာပဲ Henry ကတီးခံနိုင်စွမ်းနေပါလာပြီးဖြစ်ကြောင်း Veda ကိုသတိပေးခဲ့ပါတယ်။သူကတပတ်တွင်းမှာအသီးသာထင်ရှားတဲ့ရလတ်ပြရမှာပဲဖြစ်ပါတယ်။ Veda ကအလုံးရှုံနေတော့ Alice Ben ကသူ့စီကိုရောက်လာပါတယ်။ ခွဲခြားထားတဲ့အလောင်းတွေကိုကြီးစုပြီးတော့သူကဒဟူရီတော်သူကိုသူ့ဘဝကိုပေးအပ်ထားပြီးတော့သူ့ဘဝထာဝရသစ္စာရှိမှဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ကြားမှာဘာမှဖြစ်မလာနိုင်ကြောင်းပြောခဲ့ပါဗျာ။ရေကျိုးကန်ထဲမှာအာကီမီဒီပုံစံခွဲခြားခြင်းကိုခံစားနေရတဲ့ဖီတာကဂျင်းမုံမြကြီးနဲ့ပတ်သက်ပြီးရုတ်တရက်ညာအလင်းပွင့်သွားခဲ့ပါဗျာ။အဲတော့သူကလျက်ကိုအပ်တွေကိုပြောင်းပြန်ဝင်ရိုးစွန်းအတိုင်းပြောင်းလဲတက်ဆင်လိုက်တဲ့အခါမှာတော့အလောင်းကလှုပ်ရှားလာပါလို့ရယ်။အောင်မြင်မှုကိုကြုံတွေ့လိုက်ရတဲ့ဖီတာကဟင်နရီနဲ့တူလက်ဆက်တဲ့အလောင်းတွေကိုစူးစမ်းဖို့စစ်မြေပြင်စီကိုထွက်ခွာလာပါလို့ရယ်။ သူတို့ကအလောင်းတွေကိုတက်ခွဲကန်းစီကိုတည်ဆောင်လာပြီးတော့ပေတာကခန္ဓာကိုယ်တွေကိုအပိုင်းပိုင်းခိုးတဲ့ကဒီကြောင်းဝက်ဖွဲကောင်းတဲ့အလုပ်ကိုပြုလုပ်ပြီးသူ့ရဲ့ကိုယ်ပိုင်ဖန်တီးမိကိုစတင်ပေါင်းဆက်လိုက်ပါတော့လေသူကအလုပ်ကိုမနာတဲ့အရှိန်အဝန်းနဲ့လှုပ်ဆောင်နေခဲ့ပြီးတော့မလိုအပ်တဲ့အပိုင်းစားတွေကိုတော့မြောက်ခမ်းမှာရှိတဲ့အထူးရေမြောင်းတဲကနေပင်လယ်လေးကိုတိုက်ရိုက်ဆွန်ပြစ်လိုက်ပါတယ်အကုန်လုံးစင်းသစ်ဖြစ်တဲ့အချိန်မှာတော့ဗီတာကစိတ်ပိုင်းများစွာနဲ့ချုပ်ထားတဲ့ခန္ဓာကိုယ်ကိုကေဗန်နစ်ဆဲနဲ့ချိတ်ဆက်ခဲ့ပါတယ်ဒါမှမဟုတ်လေဘက်တရီရဲ့စွမ်းအားကမလုံလောက်တဲ့အတွက်ဘာမှဖြစ်မလာခဲ့ပါဘူး ဘရင်ပေါက်ပြင်ပမှာလျက်စီးလက်သွားတဲ့အခါမှာတော့အသိပ္ပံပညာရှင်ကအလောင်းကိုပြန်လည်တက်သွင်းဖို့အတွက်လျက်စီးကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကအဲဒီဂျန်ကိုဟင်နရီကိုပြောပြနေတုန်းမှာပဲဟင်နရီကကာလာသားယောဂါကြောင့်တိတ်ဆုံးတော်မှာဖြစ်ကြောင်းသိခဲ့ရပါတယ်။သူကအသက်ရှင်ဖို့အချိန်သိပ်မကြံတော့ဘဲနဲ့ဟင်နရီကဗီတာကိုသူ့ရဲ့အသိပညာကိုသုံးပြီးတော့သူ့ကိုပြန်လည်အသက်သွင်းပေးစီချင်တာပဲဖြစ်ပါတယ်။ဒါမဲ့လည်းဗီတာကတော့စမ်းသက်စစ်ဆေးမှုတွေကိုလိုအပ်နေသေးတဲ့အတွက်ဗီတာကငြင်းဆိုလိုက်ပါတယ်။ ဘိုးရွာလောင်းစောင့်နေတဲ့ Frankenstein ကတဘာဝတိုင်းလျှက်စက်တအားကိုတွေ့တန်းမှုအတွက်ငွေနဲ့ပြုလုပ်ထားတဲ့လျှက်စက်ကူးတိုင်ကိုတက်ဆင်ဖို့မျှော်စင်ရဲ့ထိတ်ဆုံးကိုတက်ခဲ့ပါတယ်။သူကစွမ်းရည်ပေးဖို့စက်တွေကိုချိန်ကြီးဖို့မျက်နှာကျအောက်ကိုဆင်းလာတော့ဟင်နရီကရောက်လာခဲ့ပါတယ်။သူကဗီတာကိုပြန်လဲတသွင်းပေးဖို့လက်မလျှော့ဘဲနဲ့တောင်းဆိုခဲ့ပေမဲ့လည်းဗီတာကတော့ဆုံးဖြတ်ချက်ပြတ်သားနေခဲ့ပါတယ်။ဟင်နရီရဲ့ကိုရင်းအင်္ဂါတွေကယောဂါကြောင့်ပျက်စီးနေပြီပဲဖြစ်ပါတယ်။ဟင်နရီကငွေကြောင်းတွေကိုရိုက်ချိုးပစ်မယ်လို့ဗီတာကိုချိန်ချလိုက်ပါတယ်။ ဒါမဲ့လေသူကတော့ငွေချောင်းတွေကိုချိုးရင်းနဲ့အတွင်းထဲကိုပြုတ်ကြပြီးတော့အသေဆုံးသွားရပါတယ်။ငွေချောင်းကထေပြားပစ္စည်းသွားခဲ့ပေမဲ့ဖေတာကဆက်အသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကငွေချောင်းတွေကိုဖွင့်လိုက်ပြီးစမ်းသပ်မှုအတွက်ပြင်ဆင်ထားတဲ့အလောင်းကောင်စီကိုပေးဖို့ဆက်နဲ့ချိန်ခဲ့ပါတယ်။ပစ္စည်းရဲ့စွမ်းအင်ကဗေတာရဲ့စက်ကရီယာများစွာကိုစွမ်းအားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကအလောင်းရဲ့အခြေအနေကိုစစ်ဆေးပါတော့တယ်။ဒါမဲ့လေဘာမှထိုးမလာတဲ့အတွက်သူကစိတ်ပြက်အားငယ်စွာနဲ့အရာဝင်သွားခဲ့ပါတယ်။တညာလုံးချင်းကြီးဖြစ်ခဲ့ပြီးတော့ သူ့ရဲ့စပွန်ဆာကိုလည်းအလဟဒဆုံးရှုံးခဲ့ရပါတယ်။လိုလာတဲ့အခါမှာတော့သူကသူ့ရဲ့ဖန်တီးမှုဖြစ်တဲ့ပြန်လဲအသက်ဝင်လာတဲ့အလောင်းကိုအိယာဘေးမှာတွေ့လိုက်ရပါတော့တယ်။အဲဒီလောင်းကညာရင်မရှိတဲ့ကလေးတယောက်လိုမျိုးသူ့ရဲ့လှူရှားမှုတိုင်းလိုက်ပြီးတော့တူခိုးနေခဲ့ပါတယ်။ဒါကြောင့်ဗေဒါကအဲ့ဒီတရဝါကိုလမ်းလျှောက်တာထိုင်တာစကားပြောတာစတဲ့ရိုးရှင်းဆုံးအခြေခံတွေကိုတင်ကြားပေးခဲ့ပါတယ်။ဗေဒါကသူ့ကိုမြောက်ခန်းကိုခေါ်သွားပြီးတော့ခမပြေးနိုင်အောင်တန်ကျိုးတွေနဲ့ချုံနောက်ထားလိုက်ပါတယ်။သူ့ရဲ့ဇပင်းလေးရှိလာတဲ့အခါမှာတော့ဗေဒါကရိပ်ပေးရပါတယ်။ အဲဒီချိန်မှာပဲအလောင်းကမုတ်ဆိပ်ရည်ဓာတ်ကိုဆွဲယူလိုက်ပြီးတော့သူ့ရဲ့လက်ကိုဖျက်လိုက်ပါတယ်။ဒါမှမဟုတ်မင်းနဲ့အနေငယ်အတွင်းမှာပဲတန်ရာဟာပြန်လဲပျောက်ကင်းသွားခဲ့ပြီးတော့အန်အော့ဘွယ်ပြန်လဲကုသနိုင်စွမ်းကိုပြသပေးခဲ့ပါတယ်။သူကသူ့ရဲ့နာမည်ကိုသာပြောနေပြီးတော့အခြားဘာမှမပြောနိုင်တဲ့အတွက်ဖက်တာကစိတ်နှောင့်ရှစ်ဖြစ်နေခဲ့ပါတယ်။ဖက်တာရဲ့ထိကြံမှုကပျောက်ဆုံးနေတဲ့သူ့ဦးလေးကိုလိုက်ရှာနေတဲ့ညီဖြစ်သူအဲလစ်ဘတ်တို့ရောက်လာတဲ့အတွက်သက်သာရာရခဲ့ပါတယ်။အင်ရီထွက်သွားတဲ့အကြောင်းလိန်ပြောပြီးတော့အောင်မြင်မှုကြောင့်စိတ်လှရှားနေတဲ့ဖီတာကသူ့ညီကိုတက်ခွဲကန်းစီကိုခေါ်သွားခဲ့ပါတယ် အဲလစ်ဘက်ကအလောင်းရဲ့တန်ကိုကြားလိုက်ရတဲ့အခါမှာတော့မီယောက်ခန်းကိုဆင်းသွားခဲ့ပြီးတန်ကျိုးနဲ့ချုံနှောင်ထားတဲ့စမ်းသပ်နမူနာကိုတွေ့တဲ့အချိန်မှာတော့သူနဲ့ဆက်သွယ်ကြည့်ခဲ့ပါတယ်။ဒိမန်တန်ဝဲကသူ့ကိုပြန်ခေါ်ခြင်းနေကြောင်းဝီလျံကဗီတာကိုပြောပြပေးခဲ့ပါတယ်။ဒါမှမဟုတ်လည်းဗီတာကတော့ဆုလက်တွေကိုစိတ်ဝင်စားနေခဲ့ပါဘူး။အဲလစ်ဘက်အပေါ်ပြန်တက်လာတဲ့အခါမှာတော့မီယောက်ခန်းတွေကဘာလုပ်လဲဆိုတာမေးမြန်းခဲ့ပြီးတော့ဗီတာကလည်းသူ့ရဲ့စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်းပြောပြကအဲဒီတရားကိုပြသပေးခဲ့ပါတယ်။ဒါမဲ့လည်းပြန်လဲအသက်ဝင်လာတဲ့အလောင်းကညာရီရှိမရှိဆိုတာသူတို့ကရှင်းရှင်းလင်းလင်းမသိခဲ့ကြပါဘူး။ ဖီတာကအရေးကြီးတဲ့မိခွန်းလေးကိုအာရုံစိုက်နေချိန်မှာတော့အဲလစ်ဘက်ကသတ္တဝါနဲ့စကားပြောရင်းနဲ့သူမရဲ့နာမည်ကိုအတန်ထွက်နိုင်အောင်တင်ပေးခဲ့ပါတယ်။အဲလစ်ဘက်ရဲ့သတ္တဝါပေါ်စိတ်ဝင်စားမှုကိုဖီတာကမကြိုက်ခဲ့ဘဲနဲ့သူ့ရဲ့ပြန်လည်တည်သွင်းမှုကအောင်ပွဲလေးဖြစ်သလိုစိတ်ပစ္စည်းအားလည်းဖြစ်နေခဲ့ပါတယ်။သူ့ရဲ့ဖန်တီးမှုကရှင်တန်နိုင်စွမ်းနဲ့စွမ်းအားရှိသလောက်ညာရီနေပါတဲ့အတွက်ဖီတာကဝမ်းနည်းနေခဲ့ပါတယ်။အဲလစ်ဘက်နဲ့စကားပြောပြီးတဲ့အခါမှာတော့သူကစိတ်ပျက်လက်ပြက်နဲ့မြေအောက်ခန်းကိုဆင်းသွားခဲ့ပြီးရိုင်းနှစ်ကသတ္တဝါရဲ့စိတ်ထဲကညာရီကိုနှိုးဆွဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်းအဲဒီစားကသူကဒေါသထွက်လာတဲ့အခါမှာတော့ကြောက်လန့်သွားတဲ့ဖီတာကအခန်းထဲကနေထွက်သွားပါတော့တယ်။မနေ့ရောက်တဲ့အခါမှာတော့သူကဒီတရဝါကိုပြန်လဲတသွင်းမိတာမာယွင်းကြောင့်သူ့ညီကိုဝန်ခံနေခဲ့ပါတယ်။ဟင်းရီကိုလည်းဘလူးကြီးကတပ်ပစ်လိုက်တာဖြစ်ကြောင်းသူကပြောခဲ့ပါတယ်။အဲဒါကြောင့်ဘေးကင်းလုံခြုံဖို့အတွက်ဝီလျံနဲ့အဲလစ်ဘတ်တို့ကိုအဝေးကိုထွက်သွားခိုင်းဖို့အကြောင်းပြခဲ့ပါတယ်။ဖီတာကတော့အရာအလုံးကိုမိရှုဖြစ်စီပြဖို့အတွက်တက်ခွဲကန်းထဲမှာတက်စီတွေဖြန်းနေခဲ့ပါတယ်။ ဘလူးကြီးကစကလုံးအစ်စ်တစ်လုံးတောင်မတင်ယူနိုင်ဘူးဆိုရင်သူ့ကိုလည်းမြောက်ခန်းထဲမှာမိရှုဖြစ်မှာပဲဖြစ်ပါတယ်။ဒါမဲ့လေသူကအဲလစ်ဘက်ရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါမှာတော့မနာလိုစိတ်နဲ့ဒေါသထွက်နေတဲ့ဖီတာကဘာပဲဖြစ်ဖြစ်ဘလူးကြီးကိုမိရှုဖြစ်ဖို့ဆုံးဖြတ်လိုက်ပါလို့ရတယ်။သူကမိချက်ကိုပြစ်ချလိုက်ပြီးတော့အပြင်ကိုထွက်သွားခဲ့ပါတယ်။မီလန်တွေကဖိတ်ဆင်နေတဲ့တက်စီရီပေါ်မှာဖြင်းညစ်စွာ ပြန်တန်းနေပြီးတော့ဖရန်ချင်းရှင်ကိုအော်ရဲခေါ်နေတဲ့ထိတ်လန့်နေတဲ့ဘလူးကြီးကိုလည်းဝန်းရံလာခဲ့ပါတယ်။ဗီတာကအတိပြန်ဝင်လာပြီးတော့နောက်ပြန်လှည့်ခဲ့ပါတယ်။ ဒါမဲ့လည်းတက်စီပါတဲ့ပုံးတွေပေါက်ခွဲသွားခဲ့ပြီးတော့သူ့ကိုလည်းလွင့်ထွက်သွားစေကသူ့ရဲ့ခြေထောက်ကတန်ရာကျသွားခဲ့ပါတယ်။ပြောင်းလာတဲ့ဝီလျံတို့ကလည်းတန်ရာရနေတဲ့သူ့ကိုတွေ့ခဲ့ရပါတယ်။သူတို့ကတခွဲကန်းအဆောက်အဦပြိုကျသွားတာကိုကြည့်နေုံပဲတက်နိုင်ခဲ့ပါလို့လေ။နောက်တစ်ခါမှာတော့ဘီတာရှိနေတဲ့ကပတိန်ရဲ့ခန်းထဲကိုဘလူးကြီးကဝင်ရောက်လာပါလို့လေ။ဖန်ဆင်းရှင်ကသူ့အကြောင်းပုံမြင်လေးပြောတာကိုသိသွားတဲ့အခါမှာတော့စကားတက်တက်ဘလူးကြီးကအန်နာဆန်ကိုသူ့ရဲ့ကိုယ်ပိုင်ဇာလန်းကိုပြန်ပြီးပြောပြဖို့ဆုံးပြလိုက်ပါလို့လေ။ မီးလောင်နေတော့မှဘလူးကြီးကသူ့ရဲ့အင်အားနဲ့တန်ကြိုးတွေကိုချိုးဖျက်ပြီးတော့အသုံးဝင်တဲ့အလောင်းစိတ်ပန်းတွေကိုဆွန့်ပစ်တဲ့ဦးမင်လိုင်ကောင်းကနေထွက်ပြေးခဲ့တာပဲဖြစ်ပါတယ်။အစာအုပ်ပြိုကျချိန်မှာတော့သူကပင်လယ်ထဲကနေပြန်တက်လာပြီးတော့ကမ်းရိုးတန်းကိုရောက်သွားခဲ့ပါတယ်။ဒီအကြောင်းသူကကမ်းပေါ်ရောက်သွားတဲ့အခါမှာတော့တတိပြန်ဝင်လာခဲ့ပြီးတော့မရင်နီးတဲ့ကဘာတစ်ထဲမှာရှောက်သွားနေခဲ့တာပဲဖြစ်ပါတယ်။တတော်ရဲမှာလူသားအလောင်းတွေကိုရှာဖွေတွေ့ရှိပြီးတော့ဝတ်ဖို့အတွက်ဝေယုံကိုယူခဲ့တာပါ။တမင်ကောင်နဲ့တွေ့တဲ့အခါမှာတော့베리သီးတွေကစားလို့ရမှန်းသိသွားခဲ့ပါတယ်။ အဲဒီချိန်မှာပဲအမဲလိုက်သမားတွေကသူ့ကိုတားကောင်ထင်ပြီးတော့တနက်နဲ့ပြစ်ခတ်ကဒဏ်ရာရစေခဲ့တာပါအဲဒါကြောင့်သူကထွက်ပြေးသွားခဲ့ပါတယ်သူရဲ့ဒဏ်ရာတွေကလင်းမြန်စွာပျောက်ကင်းသွားခဲ့ပြီးတော့ခြံဟုတ်တစ်ခုတည်းကိုရောက်သွားကအတွင်းထဲမှာပုံအောင်နေခဲ့ပါတယ်မနေ့ကမှတော့ချမ်းမရှင်တွေပြန်လာခဲ့ပြီးတော့မနေ့ကသူ့ကိုဝတ်ဝင်လို့ထင်ခဲ့တဲ့အမဲလိုက်သမားတွေလည်းပါဝင်နေခဲ့ပါတယ်ခြေထဲမှာပုံနေရင်လည်းမိန်းကလေးငယ်တူကမျက်မမြင်ဖိုးကိုပြုစုဆောင်ရှောက်ပေးတာကိုသူကမြင်ခဲ့ရပြီးတော့အဖိုးကစာသင်ပေးနေတာကိုလည်းတွေ့ခဲ့ရပါတယ် အဲ့လိုနဲ့ပဲဘလူးကြီးကဘာသာစကားကိုတပြေးပြေးနဲ့သင်ယူခဲ့ပါရယ်။အဲ့ဒီမိသားစုနဲ့ခင်မင်ရင်းနှီးသွားတဲ့အခါမှာတော့သူကထင်းကွေလိုက်ခြံစည်းရိုးကို ပြင်လိုက်နဲ့သူတို့ကိုတိတ်တဆိတ်ကူညီပေးနေခဲ့ပါရယ်။ယေရှုတုံမြန်တဲ့အနေနဲ့လယ်သမားတွေကလည်းသူ့ကိုနတ်လိုမျိုးမှတ်ယူကပူဇော်ပတ်သားခဲ့ကြပါရယ်။ဒါမဲ့လည်းဝင်းပလီတွေကဂျန်နေကသူတွေကိုလာခိုးတော့မိသားစုကောင်းဆောင်ကသူတို့ကို ပြစ်တတ်တာကိုသူကမြင်လိုက်ရပါရယ်။အသက်ရှင်သန်နေတဲ့တရဝါတို့ချို့ကိုသူတို့ဖြစ်တည်မှုကြောင့်သာမုန်းတီးခဲ့ရတာဖြစ်ကြောင်းသူကနားလည်သွားပါရယ်။ အဲဒီနောက်မှာတော့လေသမားတွေကဆောင်းရာသီအတွက်ထွက်ခွာသွားခဲ့ပြီးအိမ်ကနေမထွက်ခွာခြင်းနဲ့ကောင်းမာတဲ့အဖိုးကိုတယောက်တည်းသာကြံပါတော့တယ်။ဒီခွင့်ရေးကိုအရယူပြီးတော့သူကမြင့်မြင့်အဖိုးကိုနဲ့ပို့ပြီးရင်းနှီးလာအောင်အိမ်ထဲကိုဝင်သွားခဲ့ပါတော့တယ်။အဲဒီနောက်သူကစကားကောင်းကောင်းမပြောတတ်သေးပေမဲ့လည်းသူနဲ့အဖိုးကအချင်းချင်းပြောဆိုဆက်သွယ်နိုင်ခဲ့ကြပါတယ်။အဖိုးကကြည်ရဲမှပုံနေတဲ့ဒေါနက်ဖြစ်တဲ့သူ့ကိုမှတ်မိသွားခဲ့ပြီးနေထိုင်ဖို့ကမ်းလှမ်းပါတော့တယ်။ဒီချိန်ထဲမှာပဲသူကသူ့ကိုစာဖတ်တတ်အောင်လဲတင်ပေးပါတယ်။ ယ်သမားရဲ့အိမ်ထဲမှာစာအုပ်တွေအများကြီးရှိနေခဲ့တာပါ။စာပေကြောင်းအသိပညာတွေအများကြီးတိုးပွားလာပြီးတော့သူကလည်းသူ့ကိုယ်သူဘယ်သူလဲဆိုတာမိခွန်းနေစတင်မေးလာပါတော့တယ်။သူရဲ့ဖြစ်တည်မှုမိကွန်းကိုဖြည့်ရှင်းဖို့အတွက်သူကအဖြေလေးကိုရှာတွေ့ဖို့မျှော်လင့်ရင်းနဲ့ Frankenstein ရဲ့တကွဲကန်းပစ္စည်းတွေစီကိုပြန်ရောက်သွားခဲ့တာပါ။ Frankenstein မတန်းတွေကိုရှာတွေ့တဲ့အခါမှာတော့ဘလူးကြီးကသူနဲ့လူသားတွေကြားကကွဲပြားခြားနားချက်ကိုနားလည်သွားပါတော့တယ်။အဲဒါကြောင့်သူကဝေဒနာခံစားခဲ့ရပါတယ်။ သူ့ရဲ့ foundation vita ရဲ့လိပ်စာပါတဲ့စာတစောင်ကိုတွေးတဲ့အခါမှာတော့ဘာကြောင့်သူ့ကိုဖန်တီးခဲ့တာလဲဆိုတာသိကျင်တဲ့အတွက်သူ့ကိုတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျန်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူ့ကိုမကောင်းတဲ့သတင်းတစ်ခုကကြိုးဆိုနေခဲ့ပါတယ်။ဝင်းဘလူတွေကသူ့ရဲ့တူရီသောတငယ်ချင်းကိုကိုက်တက်ခဲကြတာပဲဖြစ်ပါတယ်။ဒါရဲ့ကောင်တီကဘလူးကြီးကိုတိုက်ခိုက်ခဲကြပေမဲ့လည်းသူ့ရဲ့အင်အားနဲ့ရှင်သန်နိုင်စွမ်းကြောင့်တောအုပ်ထဲကဒါရဲ့တချို့ကိုအလွန်ရစ်ဆက်ကြမ်းကြုတ်စွာဖြင့်မရဏခီလန်းကိုကြွမြန်ပေးခဲ့ပါတယ်။ ဒေလိုနီပါဖိုးအနာကိုပြန်လာတဲ့အခါမှာတော့သူကသူ့ရဲ့ဖြစ်တည်မှုအမှန်တရားကိုသိရှိသွားကြောင်းပြောပြပေးခဲ့ပါတယ်။သူက Frankenstein ဖန်တီးခဲ့တဲ့ဘလူးပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲဖိုးရဲ့ဆွေမျိုးတွေကပေါ်လာပါတယ်။ဘလူးကြီးကသူ့ကိုတတ်လိုက်တယ်လို့ထင်ခဲ့ကြပြီးတော့သူတို့ကသူ့ကိုတိုက်ခတ်ခဲ့ကြပါတော့တယ်။အဲဒါကြောင့်သူကကိုကိုကိုကုဟန်ကာကွယ်တဲ့အနေနဲ့လူတစ်ယောက်ကိုတပ်ပစ်ပြီးတော့အင်ကနေထွက်ပြေးခဲ့ရပါတယ်။မဲလိုက်သမားတွေကလည်းသူ့ကိုဝေးကနေသူ့တတိမိသွားတဲ့အထိတနက်နဲ့လိုက်ပြေးခဲ့ကြပါတယ်။ ညဘက်မှာဒဏ်ရာရီပျောက်ကွင်းပြီးနိုးလာတဲ့ခါမှာတော့သူကသူ့ရဲ့ဖန်ဆင်းရှင်ကိုတွားရောက်တွေ့ဆုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလောက်မှုမှာခြေတော်ဆုံးရှုံးသွားခဲ့တဲ့ဗီတာကညီဖြစ်သူရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေစဉ်မှာပဲအခန်းထဲရောက်နေတဲ့သူ့ရဲ့ဖန်တီးမှုကိုတတိပြုမိသွားခဲ့ပါတယ်။ဘလူးကြီးကသူ့လိုမျိုးထာဝရအသက်ကိုအတူတူဖြတ်သန်းဖို့အတွက်အိန္ဒုတထာဇနီးမယားတယောက်ကိုဖန်တီးပေးဖို့ဗီတာကိုတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်။ဒါမှမဟုတ်လေဗီတာကတော့ဒါကိုညှင်းဆိုခဲ့ပါတယ်။အချက်ကိုမရနိုင်မဲတည်သွားတဲ့အခါမှာတော့သူကဒေါသထွက်သွားကဖီတာကိုပြစ်ပေါက်ပစ်လိုက်ပါတယ်။ ။ဇူညာတန်နေကြောင်းအဲလစ်ဘက်ကလည်းရောက်လာခဲ့ပါတယ်။သူကသူ့ကိုမှတ်မိနေတဲ့ဘလူးကြီးကိုစိတ်အေးသွားအောင်လို့လုံနိုင်ခဲ့ပါတယ်။ဒါမှမဟုတ်လေဗီတာကတနက်နဲ့ပြစ်ခတ်လိုက်တဲ့အခါမှာတော့အဲလစ်ဘက်ကိုထိမှန်သွားခဲ့ပါတယ်။သူတို့သားနဲ့ဧည့်သည်ရောက်လာတဲ့အခါမှာတော့သူကဘလူးကြီးကတိုက်ခဲ့ခဲ့တာပြေကြောင်းဆွဆွဲပါတော့တယ်။တိုက်ပွဲအတွင်းမှာဝီလျံကကောင်းကိုထိခိုက်မိခဲ့ပါတယ်။ရန်သူတွေကိုတွန်းတောပြီးတော့ဒဏ်ရာရနေတဲ့အဲလစ်ဘက်ကိုတဲကဘလူးကြီးကထွက်သွားခဲ့ပါတယ်။ ဝီလျံကတော့သူ့ကိုဗီတာကိုသူ့လုပ်ခဲ့တဲ့အရာတွေအတွက်လူယုံမာလို့ခေါ်ခဲ့ပြီးတော့သူ့ရဲ့လက်ပေါ်မှာပဲတည်ဆုံသွားခဲ့ပါတယ်ဘလူးကြီးကအဲလစ်ဘက်ကိုဂိုတခုစီကိုခေါ်သွားခဲ့ပြီးတော့မသေးခင်နှစ်သိမ့်ပေးနေခဲ့ပါတယ်။ဗီတာကအသွေးစီအတိုင်းရိုင်ဖယ်ယူပြီးတော့သူတို့နောက်ကိုလိုက်လာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းဘလူးကြီးကသူ့ရဲ့လက်နက်ကိုလွယ်တကူပဲရှင်းပစ်ကာတန်းရရစေခဲ့ပါတယ်။ဗီတာရဲ့ဘဝကငရဲလို ဖြစ်စေမဲ့အကြောင်းကြီးပေးပြီးတော့သူကလည်းဖွက်ခွာသွားခဲ့ပါတယ်။ဗီတာကရိုင်ဖယ်ယူပြီးတော့သူ့နောက်ကိုပြန်လိုက်ခဲ့ပါတယ်။ အဲ့လိုနဲ့သူတို့ကမြောင်းဝင်ဦးဆုံးရေခဲပြင်ကိုရောက်တဲ့အထိကိုစိန်ပြေးလိုက်တန်းကစားခဲ့ကြပါလေ။နေဝင်ချိန်မှာတော့ဘလူးကြီးကဗီတာရဲ့စကန်းကိုတိုက်ခိုက်ခဲ့ပြီးတော့ဒဲကိုမီရှိုကနှင်းနေကြမှာဗီတာကိုသွေးထွက်နေအောင်ဓာတ်နဲ့ခုတ်ခဲ့ပါလေ။အဲ့နောက်မှာဘလူးကြီးကသူ့ကိုဒိုင်းနမိုက်နဲ့မီရှိုကိုကမ်းလှမ်းခဲ့ပြီးတော့သူ့ကိုတတ်နိုင်မလားမျှော်လင့်နေခဲ့ပါလေ။မတိခိုင်တော့ဘလူးကြီးကသူ့ရဲ့ဖန်ဆင်းရှင်စီကိုပြန်လာမှာပဲဖြစ်ပါလေ။ကံမကောင်းစွာနဲ့ပဲဒိုင်းနမိုက်တွေကဘလူးကြီးအပေါ်မှာအလုံးမလုံးခဲ့ပါဘူး။ နောက်တစ်ခါမှာတော့အခန်းထဲမှာဒေလူမျိုးပါဖြစ်နေတဲ့ဖီတာကဘလူးဂျီရဲ့ဇလန်းကိုတရှိသွားပြီးတော့သူ့ကိုခွင့်လွှတ်ဖို့တောင်းဆိုနေခဲ့ပါတယ်။သူကတည်ဆုံသွားခဲ့တဲ့အတွက်ဘလူးဂျီကသူ့ရဲ့ဖန်ဆင်းရှင်ကိုခွင့်လွှတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ကပတင်ကဘလူးဂျီကိုအပြင်ခေါ်သွားပြီးတော့သူ့ရဲ့လူတွေကိုသူ့ကိုလွှတ်ပေးဖို့ပြောခဲ့ပါတယ်။တင်မောကနေထွက်လာပြီးတော့ဘလူးဂျီကသူ့အင်အားနဲ့တင်မောကိုရေခဲတွေကြားကနေခြေထဲကိုတွန်းထုတ်ပေးခဲ့ပါတယ်။ကပင်ကစွန်းစားကန်းတွေလုံလောက်ပြီးလို့ဆုံးဖြတ်ပြီးတော့အိမ်ပြန်လန်းကိုဥတီဖို့အမိန်ပေးခဲ့ပါတယ်။ ဖရန်ကင်စတိုင်းရဲ့ဘလူးကြီးကတော့စိတ်ငြိမ်သက်မှုကိုရှာဖွေတွေးရှိရင်းနဲ့နင်းတွေရဲ့တိတ်ဆိတ်မှုကြားမှာအာယုံအသက်စီကိုရှောက်လန်းသွားခဲ့ပါတယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဒီလိုဇလန်းကောင်းလေးတွေကိုကြီးစုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။စုံဒီနားဆင်ပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုလည်းဒူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။